ကျမရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နီးရနေကျမကိုချစ်ခင်အားပေးကြတယ်၊ယုံကြည်အားပေးကြတယ်။ခုနှစ်ရဲ့သားသမီးများလုံး၊ရှင့်နေဖွာသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရှင်။ခြောက်လာပိုင်းတလားစားအတွက်စနေသားသမီးများအတွက်ကံကောင်းကံဆိုးများဟုကျမအနေနဲ့ဟောပြောလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးတွေကြည့်ရှုနေတယ်ဆိုလို့ရှိရင်အပေါင်းလေးနှိပ်ပြီး follow လေးထားဖို့လိုအပ်ပါတယ်။ကျမအနေနဲ့မိတ်ဆွေတို့ရဲ့ကောင်းကျိုးလူလာတော့ကြနေ့စဉ်နေ့တိုင်းမှာအခက်အခဲရဲရအမျိုးမျိုးကိုသင်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုတစ်ခေါက်လဲစနေသားသမီးတွေက 6လပိုင်းမှာဆိုလို့ရှိရင်အရန်အရန်ကိုကောင်းတဲ့ကာလတစ်ခုကြရောက်နေပါတယ်စနေသားသမီးတွေထိထိုးပေးပါကန်ဆန်းမဲ့ပေါက်တာမျိုးတွေထိခဏခဏပေါက်တာမျိုးတွေအ ਨੇ အများမစိုးထိပေါက်ကိန်းတွေရှိပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိုးကွယ်မှုစံရ ဆရာတော်များရဲ့ပုံတော်တို့ရဟန်းကြီးရဲ့ပုံတော်တို့ဘိုးတော်မဲတော်ပုံတော်ကြီးဝင်လာတတ်ပါလေရိုးရာနဲ့ပတ်သက်တာမျိုးတွေကူညီဆောက်ရှောက်မှုတွေရရှိတတ်ပါတယ်စင်ညာကောင်းတမားကောင်းတွေရဲ့ကူညီဆောက်ရှောက်မှုတွေများစွာရရှိမဲ့စနေသားသမီးတွေဖြစ်ပါတယ်နိုင်ငံရဲ့သားနဲ့ပတ်သက်တာတွေဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင် ရာဒူးတိုးမြင့်ခြင်းနဲ့ခံရတတ်ပါတယ်။မပြောပါတော့တဲ့အတိုက်ခံမျိုးတွေတော့ကြုံတွေ့နိုင်ပါတယ်။အထူးကယူစိုက်ပြီးပါ။လုပ်ငန်းဝင်နဲ့ပတ်သက်ရင်ကုညီကောင်းနေရရှိတတ်ပါတယ်။ဒါပေမဲ့လို့မိမိတို့မှာတစ်ခါတစ်ခါသူများပြုစားတဲ့လူမျိုးခံစားရတတ်ပါတယ်။ဒါကလည်း ကိုယ့်ရဲ့ကံညံ့သွားတာမျိုးတွေဖြစ်တတ်ပါတယ်အထူးတစ်ဖြစ်စနေသားသမီးတွေဘာသာရေးအထူးပြုလုပ်ပေးပါဒီ6လပိုင်းမှာတော့စနေသားသမီးတွေကံကောင်းနေရတတ်ပါတယ်မိမိတို့မှာဖြစ်ခဲ့ပြီးတဲ့ပြဿနာအဟောင်းပြီးသွားခဲ့တဲ့အမှုအဟောင်းတွေဒီ6လပိုင်းမှာတော့ပြန်လေပေါ်ပေါက်လာတတ်ပါတယ် ကျွေးအဟောင်းနေပြန်နေပေါ်ပေါက်လာတာပါတယ်ဒါကလည်းစနီသားသမီးတွေကံအမြင့်ထဲမှာရောက်နေပြီဆိုရင်တော့ဒီလိုမကောင်းတဲ့ပြဿနာမျိုးတွေရာလဲဝင်လာတယ်လေရှိပါတယ်ဒါကြောင့်ကံကောင်းနေပြီမဲ့လို့အထူးဂရုစိုက်ရမယ်ကာလတစ်ခုဖြစ်ပါတယ်သူတပါဆွဆွဲပြောဆိုတာမျိုးတွေမခံရအောင် ရဲတင်ရကိုလည်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့တနင်္လာနေ့ညတနင်္ဂနွေနေ့ညတောက်ကြနေ့ညအထူးကူစိုက်ပေးပါ။အဲ့လိုနေ့မျိုးမှာအရေးကြီးတဲ့ကိစ္စမျိုးတွေမဆောင်ရွက်ပါနဲ့။ဒါဆိုရင်ကိုယ့်ရှိကိုညံ့နေမဝင်လာပါဘူး။အဲ့လိုမှမဟုတ်ဘူးကိုကလှုပ်ချင်တာလှုပ်မယ်။ ဆောင်ရွက်ချင်တာတွေဆောင်ရွက်မယ်ရက်အခါတွေမတိပဲနဲ့ပြုတ်လုလိုက်မယ်ဆိုလို့ရှိရင်တော့မကောင်းတဲ့အန္တရာယ်တွေကိုဖိတ်ခေါ်တာနဲ့အတူတူပါပဲစနေသားသမီးတွေကံကောင်းနေတဲ့ဘာသာရေးကိုအထူးလှုပ်ပေးရမှာဖြစ်ပါတယ်တနင်္ဂနွေရက်တွေတနင်္လာရက်တွေတောက်ကြရင်တွေရှောင်ပြီးတော့ကြံတဲ့ရက်တွေမှာပြုတ်လုဆောင်ရွက်မယ်ဆိုရင်အကောင်းဆုံးပါပဲ စနေနေ့လိုမျိုးမှာပဲကိုယ့်ရဲ့လုပ်ငန်းတွေတောင်းရွက်မယ်ဆိုရင်လည်းကောင်းပါလေကိုယ့်ရဲ့ရေဒီယာတွေကိုစနေနေ့မျိုးမှာခြေမယ်ဆိုရင်လည်းကံမြင့်သွားတတ်ပါတယ်အဲ့တော့စနေသားသမီးတွေကရေချိုးမှတတ်ပါတယ်မိတ်ဆွေတူဦးကြောင့်တငယ်ချင်းမိတ်ဆွေတယောက်ကြောင့်စိတ်တော်ကရောက်ရှိရတတ်ပါတယ်ပြောချင်တာက ရှင်ဘက်အောင်တဲ့ယောဂဝေဒနာတွေလည်းခံစားရတတ်ပါတယ်။စနေသားသမီးတွေအိမ်တော်ရေးမှာကြတော့ကံကောင်းပါတယ်။အချီရေးမှာလည်းကံကောင်းနေရတတ်ပါတယ်။ဒီချိန်ဒီကာလကစနေသားသမီးတွေကြော်ရွှင်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ဝမ်းသာစရာတည်ငောင်းနေလဲကြာရတတ်ပါတယ်။လက်ဆောင်တွေလည်းဝင်လာတတ်ပါတယ်။စကားပြောဆို အောင်မြင်တတ်ပါအဲ့တော့စနေသားသမီးအခုနပြောသလိုအညံလေးတွေရှောင်ပါရေလန်းခီးလေးတွေရှောင်ပေးရမှာဖြစ်ပါတယ်သူတို့ဘာအဆုတ်ဆွဲပြောဆိုမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ရွှေထမင်းဆုံးကပ်ပေးပါရက်ရှိလက်ရောင်စုံရွှေကုံဖျားမှာသွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့မွေးနေ့9:45မှာလှူဒန်းပေးရမှာဖြစ်ပါတယ် ။အော်နေဝေးမှာရောက်နေတယ်ကြီး။နိုင်ငံသားမှာရောက်နေတယ်သူကြီးဆိုလို့ရှိရင်တော့ရွှေတကုံဘုရားကိုစိတ်မှန်းပြီးတော့လူတန်းပေးလို့ရပါတယ်။ရောင်းဆုံးရက်ကရှစ်လက်ရွှေထမင်းရွှေရောင်ပါတဲ့မုတ်ရွှေထမင်းရဲ့လို့မဟုတ်ဘူး။ရွှေမုံငွေမုံတွေဖြူရတဲ့မုတ်ကိမ့်မုတ်ပဲဖြစ်ဖြစ်เนาะရွှေတွေနဲ့ပါတဲ့မုတ်ဆိုရင်လည်းရပါတယ် လှူဒန်းလို့ရပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့အညံ့နေကြည့်ရပန်းကိုမျိုးရနဲ့အယမ်းမွှေးတဲ့ပန်းကိုမျိုးကိမ့်မုံရယ်เนาะရွှေဆိုင်၄ခုရယ်ဒါကတော့ရွှေမုတ်သောဖရားမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဒိဋ္ဌံကိုလိုချင်တာစုတောင်းမယ်ဆိုရင်လည်းစုတောင်းပြပါတယ် ွှေမုတ်တော်ဖရာဆိုတာပဇွန်တောင်မှာရှိပါတယ်ပဇွန်တောင်ဇေနာရွှေမုတ်တော်ဖရာမှာသွားရောက်လူန်းလို့ရပါတယ်နေရလူတွေဆိုရင်လည်းပကိုးရွှေမုတ်တော်ရှိပါတယ်အဲ့တော့မိမိတို့အနေနဲ့နေဝေးရတမားရီယာကြတော့မိမိတို့ရဲ့အာယုံကနေပြီးတော့ရွှေမုတ်တော်ဖရာကိုကတ်လူပေးလို့ရပါတယ်အဲ့တော့စနေသားသမီးတွေထီထိုးဖို့လုံးဝမမေ့ပါနဲ့ရှင် ထီထိုးမယ်ဆိုရင်ကိုးတွေရှစ်တွေပါတဲ့ခနန်းကိုညံ့များလေးထိုးပြီးပါစနေနေ့မှာထိုးပြီးပါရှင့်ကဲစနေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရန်ဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်ဗီဒီယိုမေးမယ်ဆိုလို့ရှိရင်တော့ကျမရဲ့ TikTok အကောင့်မှာဖုန်းနံပါတ်လေးကြီးပေးထားပါတယ် ဒီဖုန်းနံပါတ်နဲ့အတူကျမရဲ့ Viber မှာလာရောက်မင်းမြန်လို့ရပါတယ်။ညံဘူးစောကတတ်တောင်းပါရှင့်တူ။နိုင်ငံခြားကမင်းမြန်မယ်ဆိုလို့ရှိရင်တော့ညံဘူးစောကနှစ်တောင်းယူပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။